မကြာဆယ်တန်းအောင်ပြီးတော့ဘွဲရတာကကြာတော့ဆယ်တန်းအောင်20တန်းအောင်2000 3000လေးမှာဆယ်တန်းအောင်နဲ့2000ခုမှာဟိုပါကွန်ပျူတာဘွဲပထမဘွဲရတယ်ဒုတိယကျတော့1000မှာဘွဲဒုတိယဘွဲကို2000မှာထပ်ရတယ်2017မှာကြာတော့မဟာရန်ပေါ့နော်မဟာဘွဲကိုသုံးဘွဲရဟာရယ်နောက်2023မှာကြာတော့ဒီမှာအခုဒီအုပ်ချုပ်ရေးပိုင်းကိုသိချင်လို့လေးလာပြီးတော့လီဒါရှစ်အမန်နီမန်လီဒါရှစ်အဲ့ဒီဘွဲကိုထပ်ယူထားတာပေါ့နော်ဘွဲလေးဘွဲပေါ့နော်အကြီးကတော့ကျန်တာကတော့ဝမ်းပြေအခု2017မှာဘွဲရပြီးတော့2017မှာလုပ်ငန်းခွင်ဝင်တယ် မဝင်းကြီးဌာနမှာမြို့သားစီမံကိန်းမှာဝင်ဟာပေါ့အလုပ်ဝင်စဝင်နေဝင်ပြီးတော့အခု2025မှာဆိုရင်မလုပ်တာ73နှစ်နဲ့လုပ်ထွက်လိုက်တာဘာကြောင့်လဲဆိုတော့ဘယ်လိုလဲကိုကအောက်ချစ်လူနာသားဘွားကိုကအောက်ချစ်လူနာသားဘွားတက်တာဆိုတော့အောက်ချစ်လူနာသားဘွားအောင်နားလေတယ်အားစားမလို့ငါတို့ထွက်ပြီးတော့မှငါတို့ညင်ခံနေလို့မရငါတို့ညင်နေလို့မရဘူးငါတို့ထက်တဲ့ဝင်ဝင်အောက်ချစ်ရဲ့အတန်းပြီးတော့ငါတို့ဒီအလုပ်ကြီးကိုမှန်တော့ကိုကကိုနေမြတိုင်းဘူမြတိုင်းစားမြတိုင်းဆိုရင်တော့မ ကိုလောက်မှာကိုဆက်ပြီးနေလို့ရတယ်ဒါပေမဲ့မဟုတ်ဘူးနိုင်ငံခိုင်ချက်ကနည်းနည်းတော့ပါရှိတော့ကံကလုံးထွက်မယ်အဓိကနိုင်ငံရေးလုပ်တယ်ဆိုရင်လည်းဒီနိုင်ငံပါတီနိုင်ငံရေးအမှန်တော့ညီမတို့ဘုံထုတ်ထားရတယ်နိုင်ငံရေးအလုပ်လုပ်မယ်ဆိုရင်ဝန်ကြီးဌာနအလုပ်အလုပ်ကနေထွက်ရတယ်ကျွန်တော်တို့ကအားကြောင့်လို့ဒီလုပ်နိုင်ငံရေးလုပ်ချင်တဲ့အတွက်ကြောင့်မှာဝန်ကြီးဌာနနဲ့လုပ်ထားတယ်အဓိကအဲ့ဒါနောက်ထပ်ထွက်ရတဲ့ကြီးရဲ့ချက်ကဒီနိုင်ငံရေးလုပ်ချင်လို့ညီမအလုပ်ထပ်ပဲပါတယ်လေ အဓိကကတော့ဟိုမကျန်တာအများကြီးငါကတော့မင်းမင်းမင်းကလေးဆိုမင်းကလေးပဲဟုတ်တယ်မနော်အမျိုးသမီးဘဝနဲ့ကလေးသူငယ်များဘယ်ကင်းလို့ကြုံမှုရှိတဲ့လူတိုင်းလူမှုအတိုင်းအတာတစ်ခုဖြစ်ဖို့အတွက်ကိုငါရင်ညွှန်းတယ်ဆိုတော့အေးချမ်းချမ်းနေခြင်းလည်းပေါ့နော်ပူဆူဆူမလောက်ပူလောင်လည်းမနေခြင်းအဓိကကတော့ပြောမယ်ယုံနေကနာတွေဘာပြောအခုဒီလိုမျိုးမတော်လို့တာမန်ရက်သူရက်သားကတော့ ယုံကနာကြောက်တယ်ယုံသွားဖို့ဆိုရင်ကြောက်တယ်အဓိကပြောမယ်ရှင်းမယ်အုတ်ချုပ်ရင်မူယုံသွားရင်တော့ကိုခေါ်လို့ဆင့်ခေါ်ရင်တော့ကိုကကြောက်နေရတယ်နော်နောက်ပြီးတော့ကိုယ့်မှာကိုအေးတန်းအိတ်ချင်တာအရင်ကလိုဘွားလိုပြန်ရောက်ချင်တဲ့အတွက်ကြောင့်မင်းမအခုထွက်ပြီးတော့မှမျိုးသမီးလူကိုစားပြီးမှထွက်ပြီးတော့မှဝင်လောက်တာအဓိကတော့နောက်ပြီးတော့တခုရှိတာကတော့ညီမဆိုတော့ဘယ်လိုဆိုမိသားစုပေါ့နော်အခု အခုဒီလိုမျိုးလက်ရှိအခုမတော်တာမန်ရဲသူကြတာပဲဘာဖြစ်ပါနော်အဲ့တော့နိုင်ငံဝန်ထမ်းဖြစ်အငြိမ်းစားဝန်ထမ်းဖြစ်အကုန်လုံးအကုန်လုံးအကြောက်တရားကင်းပြီးတော့ငင်းငန်းစွာနေထိုင်နိုင်မှုအတွက်ဘယ်မှာကြောက်ဘသူဘသူနဲ့ဖြစ်ဖြစ်ဘယ်ခွက်ချင်းနဲ့ပဲဖြစ်ဖြစ်ဘယ်ပုဂ္ဂိုလ်နဲ့ဖြစ်ဒီမှာတော့ထွင်နိုင်ပြီးတော့ဆောင်ရွက်သွားမယ်အဲဒီမှာအဲ့ဒီဟာပဲနောက်တစ်ခုရှိတာညီမရဲ့နိုင်ငံရဲ့ခံယူချက်ကဘာလဲဆိုတော့ကိုတောက်လည်းတွန်းတော့မဖြစ်နိုင်ဘူးကိုတောက်လည်းတောက်လည်းရှေ့ဆောင်နေတော့မရဘူးအဓိကဒီမှာခံကြပါဆိုဗျိုင်းတူတွန်းနေရွေးနိုင်ပါလိမ့်ဆိုတော့ဒါညီမခံကြအကုန်လုံးဝိုင်းတွန်းရင်အရှိရောက်သွားမှာပဲ တော့တယောက်တည်းအားနဲ့မနိုင်ဘူးဆိုရင်အများနဲ့ဝိုင်းတုံလိုက်လို့ရှိရင်ဒီလူကရှေ့ရောက်သွားတယ်။အဲ့ဒါဆိုရင်ဒီလူမျိုးအတန်ကိုကြားနိုင်မယ်။နောက်ပြီးတော့ညီမတို့ကအခြေခံဝင်တာအခြေခံဒီလိုမျိုးရက်သူရက်သားလာတဲ့အတွက်ကြောင့်မလို့ညီမတို့ပြောလို့ရတယ်။အပေါ်အဓိကပြောမယ်ဆိုရင်အပေါ်တအားကိုကြီးနေတဲ့လူတွေဆိုရင်ဘယ်လိုမလဲ။လူကြီးနေတဲ့ဆိုရင်အမေတို့ဒီအောက်ဆင်းမဲ့ဆိုတာမျိုးပြောပြောခွင့်နဲ့ကိုပြောချင်တာမှအောက်ကလူတစ်ဝက်မှပြတ်